ီနေ့တော့ကျွန်တော်ရဲ့အသုံးအဝင်ဆုံးဖုန်း accessory တွေအကြောင်းပြောပြပါမယ်ဒီထဲမှာရေဘူးတွေပါတယ် adapter တွေပါတယ်ကြိုးတွေပါတယ်စုံစည်းနှစ်ဖက်အကုန်ပါပါတယ်ကျွန်တော်ကြိုက်လုံးလို့ကိုယ်ပိုင်နဲ့ကိုဝယ်ထားတဲ့ပစ္စည်းတွေပါဒါပေမဲ့လောလောဆယ်တော့ Samsung ရဲ့နောက်ဆုံးထွက် Galaxy S25 Alpha နဲ့တွဲသုံးနေတဲ့ပစ္စည်းတွေပေါ့နော်အဲပထမဆုံးတစ်ခုကတော့ Cross နဲ့ Samsung ရဲ့ S25 Alpha နဲ့ collaboration လုပ်ပြီးထုတ်ထားတဲ့ case ပါကိုရန်ကလည်းဖက်နှက်သမားဆိုတော့ Cross နဲ့ Samsung နဲ့တွဲပြီးထွက်လာတဲ့ဆိုခဲ့ရတာတေချာပေါ့ဝယ်ဝယ်ရမယ့် case ဆိုပြီးတော့ဝယ်ပြသွားတာပေါ့နော်ဒီ case မှာထူးခြားချက် က်ကဒီအတန်လေးပါတာပါပဲသူကဘာအတွက်လဲဆိုတော့ကျွန်တော်ရဲ့ဖက်နက်တွေမှာတော့ထုံးစံတိုင်းဒီနောက်မှာ heat strap လေးအမြဲတမ်း cross တွေမှာပါတယ်ပေါ့နော်ဒါပေမဲ့ဒီ strap ကြီးကိုမလိုချင်တဲ့သူတွေအတွက်ဖြုတ်လို့ရအောင်လို့သူကဒီအထဲမှာ screw ပါတယ်အဲ့ screw ဖြုတ်ဖို့အတွက်ဒီကောင်ထည့်ထားပေးတာပေါ့နော်အော်ဒီ strap ကိုဖြုတ်လိုက်ရင်တော့သူ့ရဲ့ပုံမှန် cover design ပုံစံမျိုးတော့ဖြစ်သွားတယ်ကျွန်တော်က materials ကိုအစကကျွန်တော် cross တွေမှာသုံးတဲ့ cross like ဆိုတဲ့ foam သားနဲ့ထွက်လာမယ်လို့ထင်တာပေါ့နော်ဒါပေမဲ့တကယ်ထွက်လာတော့ပို့ပြီး durable ဖြစ်တဲ့ပို့ပြီးတော့ solid ဖြစ်တဲ့ဒီ silicone အမာသားအထူးသား ားနဲ့ထွက်လာပါတော့အသားကတော့တော်တော်လေးကင်လို့ကောင်းတယ်ဒီမှာဆိုဂျီဘစ်နှစ်ခုပါတယ်ဒီဂျီဘစ်တွေကကျွန်တော်ဖနက်တွေမှာသုံးတဲ့ဂျီဘစ် acid တွေကိုပဲသုံးတာဒါဒီမှာလည်းထပ်ပြီးတော့ကျွန်တော်ဖနက်တွေမှာသုံးတဲ့ဂျီဘစ်တွေထပ်ထည့်ခြင်းထည့်လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကလည်း phone cover ပဲဒီတစ်ခါကျွန်တော် phone cover သုံးခုဝယ်ပြသွားတယ်ဒါတော့ KST5 ပေါ့နော် KST5 နေရာဈေးကြီးပြီးတော့ပေးရတာနဲ့တိတ်ပြီးတော့မတန်ဘူးလို့ကျွန်တော်ရှင်းမှာပြောခဲ့မှုတယ်ဒါပေမဲ့သုံးနာကြာလေလေပို့ပြီးတော့ဒီစတာခံစားလာတာတစ်ခုကကျွန်တော်တို့တခြား phone cover တွေကိုပြောင်းပြောင်းပြီးကင်နေတဲ့ဈေးနဲ့ဒီ KST5 ုင်းတစ်ခုကိုရေရှည်သုံးသွားရစေရအတူတူလောက်ပဲပေါ့နော်ကျွန်တော်ကဒီကောင်ကျတော့ KST fan ကိုဈေးကြီးပေးပြီးတက်နေတာကွာဆိုတော့စိတ်နဲ့တခြား cover တွေပြောင်းဖို့တိတ်ပြီးတော့စဉ်းစားလေးမရှိတော့ဘူးနော်အနည်းဆုံးတော့ကျွန်တော်တို့ပေါ့နော်တခြား cover တွေဆိုရင်တော့ကျွန်တော်တို့ကမကြမကြပြောင်းပြောင်းပြီးသုံးတယ်အဲ့တော့ရေရှည်မှာဒီနှစ်ခုရဲ့ကုန်ရစေကအတူတူလောက်ပဲရှိရပါတော့အဲ့တော့နောက်ပိုင်းကျွန်တော်က KST fan ကိုတော့ပို့ပြီးတော့သုံးပြတယ်ဒါပေမဲ့နောက်ဆုံးတစ်ခေါက်ခီးသွားတော့လေဈေးမှာလူတစ်ယောက်ကဒီ S25 Ultra ကိုဒီ speaker ရဲ့ဒီ case ကိုတက်ထားရပါတော့ဒါက speaker tear down case ဒါလေးကကြည်တာန ဲ့တော်လေးမိုက်တာပဲဆိုပြီးတော့ဖြတ်ပြီးတော့ဝယ်ပြစ်သွားရပါတော့။အဲ့တော့ဒီ case 3ခုမှာလောလောဆယ်အတုံးအများဆုံးနဲ့ prefer ဖြစ်နေတာကတော့ဒီအလဲရဒီ Swigan ရဲ့ head down case ပေါ့နော်။ဈေးအကြီးဆုံးကတော့ပုံစံတိုင်း case 5မယ်။သူကတော့3သိန်းခွဲဝင်းချင်မှရှိမယ်ထင်တယ်။သူပြင်တော့ဒီကောင်ပေါ့နော်။ဒီကောင်ကကြတော့2သိန်း8000လောက်တော့ရှိလိမ့်မယ်။ပြင်တော့ဒီကောင်ပေါ့နော်။ဒီကောင်ကဈေးအသက်သာဆုံးနဲ့သဘောကျဆုံးပေါ့နော်။သူကတော့2သိန်း9000 3သိန်း8000အဲ့လောက်ပဲရှိတယ်။ကျွန်တော်ရဲ့ S25 Ultra နဲ့တွဲ3ကြီးရတဲ့လောက်ဆို combat ဖြစ်တယ်။ stylish ဖြစ်တယ်ပေါ့လဲတော်တော်ပေါ့တယ်လောလောဆယ်တော့အကြိုက်ဆုံးပါပဲနောက်တစ်ခုကတော့ဒီဂျိုးပေါ့နော်ဒီဂျိုးကကျွန်တော်ခီးသွိုင်းနဲ့ကျွန်တော်ရဲ့ original ဂျိုးနဲ့ adapter နဲ့ပျောက်သွားတော့ကျွန်တော်ဝယ်ပြေးခဲ့တာအရင်အသုံးဝင်တယ်လို့မျိုးဒီဂျိုးရဲ့ watt ကလည်း100 watt အထိရတယ်ပေါ့နော်တော်တော်လေး future proof ဖြစ်တဲ့ဂျိုးလို့ပြောရမယ်ဂျိုးကိုပြောရရင်ဆိုတော့ adapter ကိုပြောရမယ်သူက Grava Star လို့ခေါ်တဲ့ဒီ futuristic sensor speaker တွေနဲ့လူသိကြတဲ့ brand ပေါ့သူ speaker တွေအကုန်လုံးကစက်ရုပ်ဆန်ဆန်ဂျိုးသားဆန်ဆန်တွေပေါ့အစည်းအရလည်းကြည့်တယ်ဒီကောင်ကအဲ့ Grava Star ကထုတ်တဲ့ ့ adapter ပေါ့နော်အရင်တစ်ခါကျွန်တော်ကြိုးနဲ့ adapter ပြောတော့ကတွဲပြီးဝယ်လာခဲ့တဲ့ကောင်ဒီကောင်ကဒီနေရာလေးမှာမီးလင်းတယ်65 watt about 20 watt about 18 watt about ပါတယ် PD 3.0 PD 3.0ဆိုတော့ power delivery 3.0ပေါ့ဒါကတော့ကျွန်တော်တို့တွေလွယ်အောင်ပြောရရင်ဒီ adapter နဲ့အဲဒီကြိုးကနေပေးနေတဲ့ power နဲ့ device ကလက်ခံနေတဲ့ power ကိုညှိပြီးတော့ဥမာဒီကောင်က65 watt နဲ့ခုန100 watt ကြိုးနဲ့တက်ထားတယ်ဒါပေမဲ့ဖုန်းက45 watt ပဲလက်ခံနိုင်တယ်ဆိုလို့ရှိရင်45 watt ကိုပဲသူက adjust လုပ်ပြီးတော့ပြောင်းပေးတဲ့စနစ် စ်ပါတယ်ပေါ့ဒီကျိုးလေးကတော့၄တောင်းထင်တယ် Ukraine ကဒီဘက်က adapter တော့နည်းနည်းဈေးကြည့်တယ်သူကအစတည်းက brand လိုမျိုးဖြစ်နေတာဆိုတော့ဒီကောင်က2သိန်းခွဲ2သိန်း6တောင်း2သိန်း9တောင်းအိမ်ဝင်းချင်မှရှိတယ်နောက်တစ်ခုကတော့ဖုန်းရှိနေကြမှာတော့ကျွန်တော်တို့ကမရှိမဖြစ်အရာတော့ပြောမယ်နှစ်ချက် uses medicine ဗျအိမ်မပြောရညရဲဆိုလဲနှစ်ချက်တက်တခြင်းနားထောင် hype နေတာ one နေတာဘယ်ချိန်မျိုးတခြင်းရနားထောင်နေကြဆိုတော့နှစ်ချက်ကတော့အသုံးပြတယ် Galaxy Battery Pro က Samsung ရဲ့ ecosystem တွေကပဲဆိုတော့အသိအများကြီးတောင်ပြောနေကြမလို့ဘူးအတန်အတိုးအကျယ်ကိုကျမ်းမာပ ါတဲ့ touch bar နဲ့လုပ်လို့ရတယ်။သူက touch screen တော့မဟုတ်ဘူး။ sensor နဲ့လုပ်လို့တာ touch bar လို့ပြောရမလား။အဲ့လိုလို။ဒီ Galaxy Buds 3 Pro မှာ noise cancellation လုပ်ထားလိုက်ရင်ဘေးအတန်ကိုလုံးဝမကြားရတော့ဘူး။လုံးဝမကြားရတာပါ။ကျွန်တော်စမ်းပူတယ်။ကျွန်တော်ဘေးမှာတခြင်းတန်အကြေကြီးဖွင့်ထားပြီးတော့ဒီနှစ်ချက်တက်ပြီး noise cancellation ဖွင့်လိုက်တာဘာတမ်းမှမကြားရတော့ဘူး။အဲ့တော့ဗျာပြဿနာတက်နိုင်နေဆိုလို့ရှိရင်ဘေးမှာမီးလောင်လည်းမသိ၊မွေကပ်လည်းမသိတော့ဖြစ်နိုင်တယ်။အဲ့လိုမျိုးဖြစ်မှာဆိုတဲ့အတွက်တို့ကဒီ noise cancellation feature မှာ sound detection နဲ့ voice detection ဆိုပြီးတော့စနစ်နှစ်ခုထပ်ပြီးတော့ထည့်ထားပေးတယ်။ ်အမီးချက်ပေး all the and ကိုကိုစကားပြောလိုက်တဲ့အချိန်မှာတို့အင်အားတန်ဝင်လာအောင်လုပ်ပေးတဲ့ feature ပါထည့်ပေးထားရပါတော့နော်ကျွန်တော်တို့အဲ့ feature တွေတကွမှမတော့ဘူး noise cancellation လည်းမတော့ဘူးကျွန်တော်ပုံမှန်အတိုင်းပဲအကုန် off ထားပြီးတော့ပဲသုံးတာများတယ်ဒီကောင်လေးကတော့ကျွန်တော်သိတော့မှတ်မိတော့ဝယ်တော့ကျွန်တော်9သိန်းလား10သိန်းလားမသိဘူးအဲ့ဝင်ရင်ပေးရတယ်ပေါ့နော်နောက်တစ်ခုကဒီ power bank လေးပေါ့နော်ဒါက5000လား6000လားပေးရတယ်ကြီးတွေဘာတွေတော်ရခြင်းဆိုတော်တော်လေးကိုအသုံးဝင်တယ်ဖုန်းကိုတွင်းခြင်းလားငကြက်ကိုတွင်းခြင်းလားအဲ့မှာ USB type C နဲ့တွင်းလို့ရတယ်ကြီးတွေဘာတွေတော်နေတဲ့အချိန်မှာတစ်ခါတလေမှာ battery အားနည်းလာတိုင်းမျိုးကြုံနေချိန်မှာဒီကောင်လေးကတော်တော်လေးကို life saving ဖြစ်တယ်နောက်ဆုံးတစ်ခုတော့ဒီ hydrate pack ဆိုတဲ့ smart water bottle ရေဘူးပေါ့နော်ဒါကရေတောက်နေတဲ့ကျွန်တော်အတွက်ပဲအဓိကအသုံးဝင်တာပါဒီပုံမှန်လူတွေအတွက်ကတော့အများကြီးအသုံးဝင်မယ်မထင်ဘူးကျွန်တော်ကအလုပ်တစ်ခုဖို့ဇန်ဝင်သွားရည်ဆိုလို့ရှိရင်စားဖို့လည်းမေ့တယ်ရေတောက်ဖို့လည်းမေ့တယ်ရေတောက်နေတဲ့အထင်းမှာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှာကနှာခမ်းခြောက်တာတို့နှာခမ်းကွဲတာတို့လိုမျိုးဒီရေတောက်နေတဲ့ပြဿနာတွေကျွန်တော်မှာရှိတယ်ပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီဖို့ဝယ်ထားတာပါသူကတနေ့တနေ့ကျွန်တော်တို့ရေဘလောက်တောက်တဲ့နေဘလောက်တောက်ပြီးပြီ ီနောက်ပြီးရေတောက်သင့်မြူဆိုတာမျိုးတွေကိုဒီရောက်က LED နဲ့အချက်ပေးတယ်ဖုန်းနဲ့တွဲထားပြီးတော့ရေဘလန်လီတာတော့တောက်ပြီးပြီဆိုတာမျိုးကိုလည်းကြည့်လို့ရတယ်သူကအားပြည့်တစ်ခါသွင်းထားရင်14ရက်လောက်ထိခံတယ်မကောင်းတာကတော့ဒီဘူးကသေးတာပါပဲပုံမှန်ရေတောက်နေရဆိုပေမဲ့လည်းသူအချက်ပေးတဲ့ဆင်ဆိုကျွန်တော်ကတောက်လိုက်လို့ရှိရင်မကြမကြတောက်ပြည့်နေတော့ရေဘူးကအရန်သေးတယ်ခဏခဏဖြည့်နေရတဲ့ပြဿနာတော့ရှိတယ်သူ့ထက်ကြီးကတစ်ဆိုင်တော့ရှိသေးတယ်လို့သိရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်သွားဝယ်တော့ဒီ site ကအကြီးဆုံးပဲသူ့မှာကောင်းတာတော့သူက stainless steel နဲ့လုပ်ထားတာအပူချိန်ကို၄နာရီ ီထိမ့်ပေးနိုင်တယ်အေးဒါကိုတော့ကျွန်တော်24နိုင်ဒီထိမ့်ပေးနိုင်တဲ့ feature တွေတော့ပါတယ်ကျွန်တော်လိုမျိုးရေတောက်နေတဲ့သူတွေဆိုရင်တော့ဒီကြဘောက်စဉ်းစားသင့်တဲ့အထင်မှာပါတယ်လို့ recommend ပေးလို့ရတယ်ဒါကကျွန်တော်ဘန်ကောက်ရောက်တုန်းကဝယ်တာဆိုတော့ဘတ်3000ပေးရတယ်မှန်ဝင်လဲဆိုရင်တော့၄သိန်းဝင်ကျင်တော့တော့ရှိမှာထင်တယ်ပေါ့နော်အဲ့တော့ဒါလေးတွေတော့ကျွန်တော်တထိုင်နဲ့ဝယ်ထားတာမျိုးမဟုတ်ဘဲねကျွန်တော်နှစ်နဲ့ချီအဖြည်းဖြည်းချင်းသဘောကျလို့ဝယ်စုထားတဲ့ကျွန်တော်တို့လည်းတကယ်အသုံးဝင်တဲ့လက်ရှိကျွန်တော်ရဲ့ဒီ Samsung S25 Ultra ဖုန်းနဲ့တွဲပြီးသုံးနေတဲ့ဖုန်း accessory လေးတွေဖြစ်ပါတယ် on